ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ချိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Brazil Fighter Bruno Silva ကိုအမောက်သိပ်ပြမယ်လို့ကြုံဝါလိုက်တဲ့ Joshua Van ရဲ့ကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပရိသတ်တွေအနေနဲ့လာမယ့်ရှိရနေ့မှာဆိုရင် UFC 316ပြိုင်ပွဲကြီးကိုကြည့်ရတော့မှာပါအဲ့ဒီပြိုင်ပွဲမှာမြန်မာပြည်ပွား Champ Fighter Joshua Van ပါဝင်ထိုးသက်သွားမှာပါ Joshua Van ပြိုင်မဲ့ Brazil Fighter Bruno Silva နဲ့ရင်ဆိုင်ထိုးသက်သွားရမှာပါ လက်ရှိမှာ Joshua Van က UFC Flyweight and Ranking နံပါတ်14နေရာမှာယက်တီနေတဲ့ fighter ဖြစ်ပါတယ်။လက်ရှိ Van နဲ့ထိုးသက်ရမယ့် fighter ကတော့ Ranking တမတ်ချက်အဆင့်နံပါတ်12နေရာမှာယက်တီနေတာဖြစ်ပါတယ်။ဒါကြောင့်မလို့ Van နေနဲ့ဒီပွဲမှာသာနိုင်ပွဲပုံဖော်နိုင်ခဲ့ရင် Ranking ဆင်းက Top 10နဲ့ကိုရောက်ရှိလာနိုင်ရည်ရှိပါတယ်။ Joshua Van နေနဲ့ဒီပွဲကိုအကောင်းဆုံးပြင်ဆင်ထားတဲ့ကြောင်းပွဲကျန်းတဲ့ပွဲဖြစ်လာအောင်ဖန်တီးသွားမယ်ကြောင်းအခုလိုမျိုးချင်းဖိုင်တာကပြောဆိုသွားခဲ့ပါတယ်ကျွန်တော်အနေနဲ့ဒီပွဲကိုအကျဉ်းဆုံးဖြစ်အောင်ကစားသွားမှာပါ ဘရူနိုဆေးဗာကပါဝါအားကောင်းတယ်ကျွန်တော်ကောင်းကောင်းကြီးသိပါတယ်။သူ့ရဲ့လက်တီထိုးချက်တွေက share ကိုကျမ်းတာပါ။အဲ့ဒါတွေကိုကျွန်တော်ကောင်းကောင်းကြီးသတိထားရမှာပါ။သူနဲ့ထိုးတဲ့ရင် game plan ကောင်းကောင်းနဲ့သေချာပြင်ဆင်ပြီးကစားဖို့လိုတာကျွန်တော်သိပါတယ်။ကျွန်တော်မှလည်းအားပြင်းတဲ့လက်တီထိုးချက်တွေရှိပါတယ်။ကျွန်တော်နဲ့ထိုးခဲ့တဲ့ fighter တော်တော်များများကရှင်ထိုးကြတာရှားပါတယ်။အားနေဒီကောင်းကြီးကပပပြေးနေကြတာပါ။ကျွန်တော်လူချင်းနဲ့အလဲထိုးနိုင်မွေးမျိုးမရတာပါ။ ဒီပွဲမှာဒီကောင်လဲပတ်ပြေးနေမယ်ဆိုတော့ခေကိုလုတ်ပြဖို့ကခက်နေအောင်ပါပဲရှင်ထိုးရင်တော့ဒီကောင်ကိုအမှောက်သိပ်ပြနိုင်ပါတယ်ပီတာရာကတော့ဒီပွဲကမိခုံရန်ကုန်ကျမ်းပြသွားမှာပါဆိုပြီးသူ့မြန်မာပြည်ပွဲချင်းဖိုင်တဲ့ဂျောရှူအာဘန်ကပြောဆိုထားခဲ့တာဖြစ်ပါတယ်ဖန်ရဲ့ပြိုင်ဘက်ဘရူနိုဆေးဘာကလည်းဖန်တဲ့အတွေ့အကြုံတွေပိုရှိနေပါတယ်ထို့ပေမဲ့ UFC မှာ record ကောင်းနေတော့ရယူပြထားနိုင်နေမရှိပါဘူးကဘာတို့ promotion ကြီးဖြစ်တဲ့ UFC မှာ၈ပွဲထိုးသက်ထားပြီး၄ပွဲနိုင်၃ပွဲရှုံး၃ပွဲသိရရလက်ကိုပိုင်ဆိုင်ထားပါတယ်။ ဂျိုရှူအဘန်ကတော့ UFC မှာ9ပွဲထိုးသက်ထားပြီး6ပွဲနိုင်တဲ့ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားပါတယ်။ရော့ကော့ပိုင်းကကြည့်ရမယ်ဆိုရင်တော့ဖန်ကဘရူနိုဆေးဗာနဲ့အများကြီးပိုကောင်းနေတာတွေ့ရပါတယ်။ဒါကြောင့်မလို့ဘူဂီတိုင်းတွေကလည်းလက်ရှိချိန်မှာပေါက်ကြီးကိုဖွင့်ထားပေးပါတယ်။ပေါက်ကြီးရဖန်ကအထက်ကြီးပေါက်နေပါတယ်။ပရိသတ်တော်တော်များများကဒီပွဲမှာဖန်ကပဲစားသွားမယ်လို့ထင်မှတ်ထားတာပါ။ဖန်အင်းနဲ့သူတို့ရဲ့ထင်ကြီးပိတ်ခံထားရမှုကိုတကယ်လက်တွေ့ဖြစ်အောင်ပုံဖော်သွားမလားဆိုတော့စောင့်ကြည့်ရမှာပါ။ ဘရူနိုဆေးဘာကလည်းမြန်မာဖိုက်တာဂျိုရှွာဘန်ကိုအမောက်သိပြမယ်လို့တော့ကြုံဝါထားပါတယ်။ဘန်ကိုမှတ်လောက်သားလောက်ပညာပေးတင်တယ်လို့လည်းသူကဆိုပါတယ်။ဖန်ကလည်းရှင်ထိုးတင်တာဖြစ်လို့ဂျော့ရှွာဘန်လူချင်းတဲ့အကွက်ထဲကိုဘရာဇီးဖိုက်တာအနေနဲ့ဆိုက်ဆိုင်မြင်မြင်ရောက်လာမလားဆိုတော့လာမရှိရဲ့နေ့မှာစောင့်ကြည့်လိုက်ကြရအောင်ပါခင်ဗျာဂျော့ရှွာဘန်ရဲ့ပွဲကလာမယ့်ဇွန်လ10ရက်နေ့တနင်္ဂနွေနေ့မနက်ပိုင်းမှာစောင့်ကြည့်အားပေးကြရမှာဖြစ်ပါတယ်ဂျော့ရှွာဘန်ရဲ့ပွဲကတော့မင်းကတ်ခေါင်းစဉ်အောက်မှာပါဝင်လာမှာမဟုတ်ပါဘူး ဆိုပေမဲ့ main ကခေါင်းစဉ်နဲ့အနိကဆုံးနေရာမှာရှိနေမှာဖြစ်ပါတယ်။ဒါကြောင့်မလို့မြန်မာပြည်သက်တွေနေနဲ့တနင်္ဂနွေနေ့မနက်ပိုင်းမှာတော့အစောကြီးထပြီးအားပေးကြရအောင်မှာဖြစ်ပါတယ်။မြန်မာပြည်ဝါချင်းဖိုင်တာဂျိုရှွာဘန်နီနဲ့လည်းအကောင်းဆုံးအလဲတော်နိုင်ဝင်မျိုးရရှိပါစေလို့ဆန္ဒပြုပါရခင်ဗျာ။ဖန်ရဲ့ပွဲနီးလိုင်းလည်းပွဲကျုပ်သုံးသက်ချက်တွေကိုစဉ်စားမပြတ်ထပ်မံတင်ဆက်ပေးပါဦးမယ်ခင်ဗျာ။ ဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။နာမည်နေဒီမှာလေး MMA လောကနဲ့အာကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေးရင် subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။အားလုံးပဲတာပြောရှုမဲ့ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။